မြမတမိုင်းရဲ့ရွှေရောင်စာမျက်နှာတွေမှာပကံခစ်ဆိုတာရေစွမ်းတက်တိနဲ့ခွန်အားတွေကိုထုံငါခဲ့တဲ့ခေတ်တစ်ခေတ်ဖြစ်ပါတယ်။ဒီခေတ်ကြီးကိုတည်ထောင်ခဲ့တဲ့နော်ရထာမင်းရဲ့လယုံရဲ့ဘက်တီထဲမှာထူးခြားတဲ့စွမ်းရည်ပိုင်ရှင်တဦးလည်းရှိခဲ့ပါတယ်။သူကတော့ညောင်ဦးဖီးပါ။ညောင်ဦးဖီးဟာသူ့ရဲ့ဇာတိဖြစ်တဲ့ညောင်ဦးရတာတဦးပါ။သူ့ကိုခြားသူရဲ့ကောင်းရင်လည်းမတူဘဲနဲ့ထူးခြားစေတာကတော့သူ့ရဲ့ရည်ကူးစွမ်းရည်ပါပဲ။ မြည်ရည်ပြင်ကိုအိမ်လိုသဘောထားတဲ့သူကအီယာဝရီမြေကမ်းမကနေပြီးတော့ခုံဆင်းလိုက်လို့ရှိရင်တစ်ဖက်ကမ်းကလက်ပစ်ကူးပြီးရောက်ပါတယ်။ပို့ပြီးတော့အံဩစရာကောင်းတာဟိုဘက်ကမ်းရောက်တော့လေခြေထောက်မချပဲနဲ့အနားမယူပဲနဲ့ချက်ချင်းပြန်ကူးလာနိုင်ပြီးတော့ကန်ထိတ်ကိုပြည့်တက်နိုင်တဲ့အထိစွန့်ရည်ပြေးသွားသူဖြစ်ပါတယ်။ဒီလိုအမခန်းစွန့်ရာဘေးမင်းမြတ်ရဲ့နားတော်တီကိုပေါက်ရောက်ခဲ့ပြီးတော့ပကံပြည့်ရှင်တော်ထာမင်းကြီးဟာညောင်ဦးဖီးရဲ့ရေကူးစွန့်ရည်ကိုတီးတဲ့အခါမှာ သူ့ကိုနန်းတော်လေးကိုခေါ်ယူပြီးတော့ညှောက်စားခဲ့ပါတယ်။သူကစံစစ်သားငထွေးယူအလုံးလဖဲတို့နဲ့အတူပဂံပြည်ရဲ့သူရဲကောင်းလေးဦးတွေကတအုပ်ဖြစ်လာခဲ့ပါတယ်။စစ်သူကြီးညောင်ဦးပြီးကသူရဲကောင်းလေးဦးထဲမှာပါဝင်ပြီးတော့အနော်ရထာမင်းရဲ့နိုင်ငံတော်တိဆောက်ရေးစစ်ပွဲတွေမှာအဓိကခန့်ကန်နာနေပြီးတော့ပါဝင်ခဲ့ပါတယ်။ရေချောင်းကုန်းချောင်းစစ်စင်မှုတွေမှာသူ့ရဲ့ရည်စွမ်းရည်ဟာရန်သူတွေအတွက်အကြီးမားဆုံးသောခက်ခဲနဲ့ကြောက်တရားကိုဖြစ်စေခဲ့တာပါ။ မြမသမိုင်းမှာရေကူးခြင်းနဲ့နာမည်ကျော်ကြားပြီးတော့စစ်သူကြီးယာရုထိရောက်ခဲ့သူအဖြစ်ညောင်ဦးဖီးကိုတော့အစဉ်မြဲတရိယာနေမှာဖြစ်ပါတယ်ဒီကနေ့ထီအောင်ကိုညောင်ဦးဖီးရဲ့အမိနဲ့ရည်စွမ်းရည်ဟာပကံခိရဲ့ကုန်ကျစ်တည်ကိုဆောင်ကျင်းပေးနေပါတယ်စွမ်းရည်ထူကြလို့ရှိရင်မိသူမဆိုမြောက်စားခံရနိုင်တယ်ဆိုရက်ပကံခိရဲ့စိတ်သက်ကိုသူဟာကုစားပြုနေတဲ့ပထမမြန်မာနိုင်ငံတော်ရဲ့အမခန်းသူရဲကောင်တူဖြစ်ပါကြောင်းတင်ဆက်လိုက်ရပါတယ်ခင်ဗျာ